အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့အိမ်တော်တစ်ခုရေးစီတည်မြေဖို့အမျိုးသမီးတွေကပေးဆက်ပြီးနားလည်ပေးရမှာဖြစ်ကြောင်းပြောပြလာတဲ့ NDA ရုပ်တံဗျူဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗျူဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာသမီးတို့ရေ ကိုရဲ့အိမ်ထောင်ဖက်ပေါ့နော်ကိုရဲ့ဟိုပါပေါ့အိမ်သားအပေါ်မှာလေပြောပြချင်တာကဟိုချစ်ချင်းမေတ္တာဆိုတာတမီးရေနော်တမီးစားဘဝမှာတော့ချစ်ချင်းကထိတ်ဆုံးကားတယ်နော်အိမ်ထောင်တဲ့ဘဝမှာတော့ချစ်ချင်းဆိုတဲ့ရာနှောက်ဆုံးရောက်သွားပြီးတော့နားလည်မှုကရှေ့ဆုံးကပြန်ရောက်လာတယ်နော်တကယ်လည်းအရေးကြီးပါတယ်အရေးကြီးပါတယ်နောက်တစ်ခုကလေအိမ်ထောင်ရေးမတရားဘူးအဆင်မပြေဘူးဆိုတာကကျမတို့အမျိုးသမီးတွေအတ္တတွေတိတ်ကြီးနေလို့ မရပါဘူးเนาะကိုအိမ်သားကိုကျမတို့အိမ်ထောင်တဲ့ကြာလာလေးလေးအခုလိုအတက်ကြီးလာတဲ့အခါလေးလေးမှာပို့ပြီးနားလဲပေးရပါတယ်သူတို့ကိုလေကျမတို့ကတငင်ချင်းပေါင်းပေါင်းမိတ်ဆွေပေါင်းပေါင်းရပါတယ်ရှင်เนาะခုကျမပြောခဲ့တယ်လို့ပဲကိုမိဘကိုတန်ဖိုးထားပြီးချစ်ပေးတဲ့အမျိုးသမီးเนาะနောက်တစ်ခုကလေယောက်ျားကို မားတာပဲလူဆိုတာမားတတ်တယ်လေเนาะမားတာပဲလှုပ်ခဲလှုပ်ခဲဘလို့ပဲဖြစ်ဖြစ်အမြဲတမ်းအပြစ်တင်ပြီးညူဆူနေတဲ့ အမျိုးသမီးတို့ကတေချာပါတယ်ကျမတို့ဘဝမှာစစ်မှန်တဲ့အိမ်ထောင်တစ်ခုဆုံးရှုံးရမှာပါရှင့်နော်ကိုရွေးချယ်လို့ကိုတီးဆောက်ခဲ့တဲ့အိမ်ထောင်မှာမြန်းမြန်ခြင်းနဲ့ဆိုရင်တော့ကျမပြောချင်ပါတယ်ကိုအိမ်သားကိုလှုပ်ဆောင်မှုတစ်ခုအောင်မြင်လာတိုင်းအများရန်ကျမတို့ကချီးကျူးပေးရမှာရှင့်နောက်တစ်ခုကလေသူနဲ့ကိုနဲ့ကိုအိမ်မှာကျမတို့ဘလို့ပဲအခြေတင်ပဲပြောခဲ့ပြောခဲ့ပေါ့နော်သူမိဘတဲ့အိမ်ရှိအိမ်အရှိရောက်ပြီဆိုရင်တော့မေအမိသားတိတ်တော်တာပဲနော် အဲဒီလုပ်ငန်းဒီလုပ်ငန်းမှာဘလို့အောင်မြင်ခဲ့တယ်ဘလို့စမ်းဆောင်ခဲ့တယ်ကျမတို့တာမီးကတော့အရင်ကကောင်းတာပဲအမေတကယ်ခုဘွားမှာတော့လူရွေးကတော့အရင်မှန်သွားပြီအဲ့လိုလေးချီချူးပေးလိုက်တယ်ဆိုလို့ရှိရင်သူဒီလဲသူမိဘသူအတိုင်းဝိုင်းရှိမှာကျမတို့အမျိုးသမီးကိုယ်တိုင်ကထုတ်ဖော်ပြီးချီချူးတယ်ဆိုရင်ဒီအမျိုးသားဟာမဟုတ်မဟလှုပ်ချင်တယ်ဆိုရင်တောင်မှစိတ်ကအပြင်ကိုရိုင်းချင်တယ်ဆိုရင်တောင်မှကျဉ်တ်မှုတွေနဲ့ပဲကိုလဲလဲတွားနိုင်တာပါသူမိဘတွေအနေနဲ့ကလဲအဲနော် တချွေးမလေးอ่ะဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်သူ့သားကတကယ်အတ္တိကကလမ်းမနေတာဘာလို့လဲလမ်းမနာဘာလို့လဲဆိုတာလူကြီးမိဘတွေကသိတယ်လေနော်ငါသားလေးဒီလိုဖြစ်ခဲ့တာတောင်မှနော်တချွေးမလေးอ่ะဘယ်လိုအကောင်းမြင်ပေးတယ်နော်ဘယ်လိုချီးကျူးပေးတယ်ဆိုရင်ကိုပဲဒါရောက်ခမတွေကလည်းကိုယ့်ပေါ်မှာပို့ပြီးတော့နားလဲပြီးတော့ပို့ပြီးတော့ချစ်ပေးတာပေါ့နော်ဒီလိုနဲ့တဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းကျမတို့အမျိုးသမီးတွေကချုပ်တွားရမှာပဲကျမတို့အမျိုးသမီးတွေရဲ့ချုပ်ွက်တော့ မမိနဲ့နော်တမီးရေကျမတို့မမားတို့အမျိုးတမီးတွေစီမှာလေနော်အိမ်ထောင်ရေးကံဆိုတာလည်းရှိသေးတယ်ဗောနော်တမီးဒါကြောင့်မို့လို့အခု social media ခေတ်ကြီးမှာစန္ဒမစောဖို့အရွေးမစောဖို့နော်မမားကကြညာပေးချင်ပါတယ်ခလေးတို့နော်ဘာပြောမလဲဆိုတော့ရှေးထုံးလဲမပဲနဲ့ဈေးထုံးလဲမကြွယ်နဲ့ဆိုတဲ့စကားလို့ပေါ့ကို့ဘဝတစ်ခုလုံးဘဝတက်တက်တာလုံးပုံအပ်မဲ့ เนาะကိုရဲ့အိမ်ထောင်ဖက်အမျိုးသားကိုရွေးချယ်တဲ့နာမှာဘယ်လိုစာနှုန်းနေနဲ့ရွေးချယ်ကြမှာလဲတမီလပတာတခုတည်းလဲကြည်ပြီးရွေးချယ်လို့လည်းမရဘူးเนาะတော်ကီကောင်းနဲ့အပြောကောင်းနဲ့တခုတည်းလဲကြည်ပြီးရွေးချယ်လို့မရပါဘူးเนาะတမီတို့ရေဒါကြောင့်မို့လို့ကိုနဲ့စိတ်တူကိုတူဘွားတခုထူထောင်မယ်ဆိုလို့ရှိရင်ဒီရွေးချယ်ခြင်းအရင်ရေးကြည့်ပါတယ်အချိန်ယူပြီးတော့မှရွေးချယ်ကြပါလို့မမကအကြံဉာဏ်ပေးခြင်းပါတယ်မမက အိမ်နောင်ဘက်တစ်ခုကိုစံနှုံးထားပြီးရွေးချယ်တဲ့နာမှာကလေးတို့ကိုပြောပြကြမှာတယ်အချစ်တစ်ခုတည်းကိုပဲရှစ်တန်းတင်နေတာတော့မဟုတ်ပါဘူးတို့ပေမဲ့အိမ်နောင်ကြီးတစ်ခုမှအချစ်မပါလို့ရလဲမရပါဘူးเนาะတမီးเนาะအာမမားကမမားရဲ့အိမ်သားကိုရွေးချယ်တဲ့နေရာမှာနံပါတ်1တရရခိုင်နှုံးရိုးတာမှုတော့လိုအပ်ပါတယ်နံပါတ်2ဘာသာရေးကိုင်းဆိုင်တဲ့သူ မိမိကိုကိုွယ်တဲ့ကြိုက်တဲ့ဘာသာပဲဖြစ်ဖြစ်ဘဲဘာသာပဲဖြစ်ဖြစ်ပေါ့နော်ကိုကိုကိုွယ်တဲ့ဘာသာရေးကိုနက်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 တီးပြီးလက်ခံပြီးခိုင်းဆိုင်တဲ့သူနော်အဲ့နှစ်ချက်ပြီးတော့နံပါတ်3အချက်ကကိုချင်းစာတရားရှိတယ်လူနော်ဒါတွေပဲလားဆိုလဲမဟုတ်သေးပါဘူးတမီးရဲ့တကယ်အလုတ်အကင်မှာနော်လက်ကြောတင်းတင်းပြီးနဲ့အလုတ်ကိုမရွေးအလုတ်ကိုဟူဓမြကိုဂုံရှိစွာကြွကြွဆဆနဲ့လုံးဆောင်နိုင်ဖို့လေအရေးကြီးပါတယ်တမီးနော်အလုံ ပြောပြချင်တာဘုရားတရားရှိတယ်ဘာသာရေးရှိတယ်ကိုချင်းစာတရားရှိတယ်အလုံးမစွန့်ဘူးဆိုလို့ရှိရင်လည်းမမတို့အနေနဲ့အမျိုးသမီးတို့အနေနဲ့အာကိုဘွားလည်းခက်ခဲတယ်လေနော်အတိကားကတော့အဲ့ဒီ၃ချက်ကိုအခြေခံထားပြီးတော့လက်ကျောတင်းတင်းနဲ့အလုံးမရွေးဘူးစူးစမ်းမယ်ဆိုတဲ့လူတယောက်ဆိုရင်တော့အောင်မြင်ဖို့ကတော့သူ့အတွက်ကတော့တမီးရေပြေးမလွတ်ပါဘူးနော်အဲ့လိုစံနှုန်းလေးတွေထားပြီးရွေးချယ်ကြပါလို့တမီးလေးတွေကိုကြံပေးကြပါတယ်ဆိုရှယ်မီဒီယာခေတ်ကြီးမှာအခုပဲ live မော်တွေ့အခုပဲလက်ခံအခုပဲ နော်ရွေးချယ်မလုပ်ကြပါနဲ့အချိန်လေးတစ်ခုပေးပြီးတော့မှနက်နက်နဲနဲစဉ်းစားတွေးခေါ်ပြီးမှရွေးချယ်ပါလို့မမကတမိများအားလုံးကိုကြံညာပေးပါတယ်မကန်စာရွေးချယ်နိုင်ပါစေ